ဓမ္မဝိယာယီဆရာတော်ရှင်ညာနာဟောကြားတော်မူသောတက္ကာယမိစ္ဆာဒိဋ္ဌိမှတမာဒိဋ္ဌိတို့အတန်စာအုပ်အပိုင်းသုံးဏိဂုံးပိုင်းကန်းနေတဲ့လောကကြီးကန်းနေတဲ့အတွက်ခြာလပတ်လေရမ်းပြီးတော့စူးသွမ်းမိုက်မဲနေတဲ့လောကကြီးဆင်းရဲဒုက္ခတွေနဲ့ပြည့်ပြီးငြိမ်းချမ်းမှုကင်းတဲ့လောကကြီးဒီလောကကြီးကိုကယ်တင်မှုအတွက်တက္ကာယမိစ္ဆာဒိဋ္ဌိပြုတ်ရေးဟာဘလောက်ထိအဓိကကြတယ်လဲဆိုတာကိုနားလေရောပေါ့ နားပဲပြီဆိုလို့ရှိရင်ဒီချိန်ကစပြီးတော့ကိုတော့ဖြစ်တက်ကရမိစာဒိဋ္ဌိကိုပြုတ်အောင်လုပ်တော့မယ်လို့တန်ဋိဌံချပေးပါကိုနဲ့ဆက်နေတဲ့ကိုပဝင်းကျင်ကလူသားတွေကိုလည်းတက်ကရမိစာဒိဋ္ဌိပြုတ်အောင်ကူညီလမ်းပြပေးမယ်လို့ဆုံးဖြတ်ပါဒီတရားရနေတဲ့ခမားတို့အနေနဲ့တက်ကရမိစာဒိဋ္ဌိမရှိတော့တဲ့ဗုဒ္ဓဘာသာဝင်စစ်စစ်အဖြစ်ကိုရောက်ပြီးတော့တန့်စင်တဲ့လူသားများဖြစ်တဲ့လောကကြီးရဲ့ငြိမ်းချမ်းမှုကိုဆွမ်းဆောင်နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ် ိစ္ဆာဒိဋ္ဌိနဲ့တမာဒိဋ္ဌိဆင်းရဲဒုက္ခက ထွက်ရက်ကိုလူတိုင်းဟာလူလားတဲ့ဤလူလားမှုကိုပြည့်ရန်ကိုနီးကိုဟန်နဲ့လူတိုင်းစူးစမ်းရုံးခံနေကြတယ်သို့တော်လည်းထွက်ရက်ပေါက်သူကမရှိသလောက်ရှားတယ်အဲ့လိုဖြစ်ရခြင်းရဲ့အကြောင်းရင်းဟာထွက်ရက်အမှန်ကိုမသိဘဲနဲ့ထွက်ရက်အမှားကိုအမှန်လို့သိမှုကပင်ဖြစ်တယ်ဤတို့မဖြစ်ရန်မိစ္ဆာဒိဋ္ဌိနဲ့တမာဒိဋ္ဌိတို့ရဲ့အနတ္တရာမှန်ကန်ဖို့လေ့လာကြရမယ်မိစ္ဆာဒိဋ္ဌိနဲ့တမာဒိဋ္ဌိ ဤစကားလုံးများဒီပါဠိစကားလုံးများဖြစ်သည်သို့တော်လည်းယနေ့ခါ၌မြန်မာတို့ကလည်းဤစကားလုံးများကိုဤအတိုင်းပင်သုံးနှုံးနေကြ၍မြန်မာစကားလုံးအဖြစ်မွေးယူပြီးတော့မြန်မာစကားကိုလုတ်ပစ်ကြတယ်မိစ္ဆာဒိဋ္ဌိနဲ့တမာဒိဋ္ဌိသည်မြန်မာလူပြန်၍မရသောစကားလုံးများမဟုတ်မှားသောအမြင်နှင့်မှန်သောအမြင်ဟူ၍မြန်မာပြန်၍အတိအကျရသောစကားလုံးများဖြစ်သည် သို့တော်လည်းမြန်မာတို့ကဤစကားလုံးများ၏အနက်ကိုမြန်မာပြန်စကားလုံးထက်မူရင်းစကားလုံးကအလေးနှင့်ပေါ်ပြနိုင်သည်ဟုမှတ်ယူကြပြီးမြန်မာလူမပြန်မဲမူရင်းတိုင်းပင်သုံးဆွဲကြဟန်ရှိသည်ဤစကားလုံးများသည်ဘာသာတရားသုံးဘောဟာရအဖြစ်ထင်ရှားတော်လည်းဘာသာတရားမဟုတ်သောအရာများ၌လည်းဆွဲယူသုံးဆွဲကြသည်နိုင်ငံရေးမိစ္ဆာဒိဋ္ဌိတမာဒိဋ္ဌိအဘိဓမ္မမိစ္ဆာတမာသိပ္ပံပညာမိစ္ဆာဒိဋ္ဌိတမာဒိဋ္ဌိ စာပေကဗျာပညာမိစ္ဆာဒိဋ္ဌိတမာဒိဋ္ဌိအစရှိသည်တို့ဖြစ်သည်မိစ္ဆာဒိဋ္ဌိနှင့်တမာဒိဋ္ဌိတို့၏အရာကောက်များမိစ္ဆာဒိဋ္ဌိတမာဒိဋ္ဌိဟူသည်ကအဘယ်နည်းအမြင်မှအမြင်မှန်ဟူသည်အဘယ်နည်းဟုလိုပါသည်ဤမေကွန်း၏အဖြေသည်ဘယ်ခါကမှညီညွတ်အောင်ညှိမရသောအဖြေဖြစ်သည်မိမိယူဆွေးသည်ဟုတမာဒိဋ္ဌိထိုမှအချားကိုမိစ္ဆာဒိဋ္ဌိဟုပြက်ပြက်သားသားပြောကြသည် ဘာသာတရား၌ဖြစ်စီအခြားရာများ၌ဖြစ်စီအလုံးပင်ဤအတိုင်းဖြစ်သည်ဤတို့မိစ္ဆာဒိဋ္ဌိတမာဒိဋ္ဌိကိုအနက်ဖို့ကြရာ၌ဘာသာတရားမဟုတ်သောအရာတို့၌အနက်ဖို့ချက်သည်မပြောပလောက်အောင်အချိန်ခါလျောက်ကွဲလွဲတော်လေတချိန်တခါ၌တူညီသွားကြမည်ဖြစ်သည်မိစ္ဆာဒိဋ္ဌိနှင့်တမာဒိဋ္ဌိတို့ဤမိစ္ဆာဒိဋ္ဌိနှင့်တမာဒိဋ္ဌိတို့အမှန်ဖြစ်ကြောင်းသို့မဟုတ်မှားယွင်းခဲ့ကြကြောင်းကိုတတ်သိတွေ့ကြမည်ကြောင့်ဖြစ်သည် လူသားတရက်လုံးအမှန်မြင်ဟုလက်ခံခဲ့ကြသောအရာများကိုအမှားမြင်ဟုပြန်လည်လက်ခံကြထုံးမြအများပြားရှိနေသည်ဥပမာဖြင့်နေကကဘာကိုပတ်တီမှကဘာကနေကိုပတ်တီအမှုမြူခွဲမရမှအမှုမြူခွဲ၍ရသည်အာဏာရှင်အုပ်ချုပ်ရေးမှဒီမိုကရေစီအုပ်ချုပ်ရေးအစရှိသည်တို့ကိုမရေတွက်နိုင်အောင်တွေ့ရမည်ဖြစ်သည်ထို့ကြောင့်မိစ္ဆာဒိဋ္ဌိတမာဒိဋ္ဌိအနက်ကောက်ရာ၌အခက်ဆုံးသည့်ဘာသာတရားဖြစ်ရန်ရှိသည် ဘာသာတရားတို့ကကောက်ယူကြသော အမြင်မအမြင်မှန်အနဲ့သည်လူတို့တက်တည်ထူနိုင်သော အခွင့်ကိုလွန်သောကြောင့်မိတို့မှမိသည့်အခါမျှတက်တည်မတွေ့ရသောကြောင့်ဖြစ်သည်ဥပမာခရိယန်ဘာသာတရား၏မိစ္ဆာဒိဋ္ဌိနှင့်တမာဒိဋ္ဌိသည်သာရဖျားယေဟောဝါကို အမှန်မရှိဟုအမှန်ရှိဟုလက်ခံခြင်းအမှန်မရှိနှင့်အမှန်ရှိဟုလက်ခံခြင်းလူကိုဖန်ဆင်းသည်မှာအမှန်အခြားကို အမှားစသည်များဖြစ်သည် မူစလင်မူစလင်ဘာသာတရားဓမ္မဤမိစ္ဆာဒိဋ္ဌိနှင့်တမာဒိဋ္ဌိသည်ဤနည်းနှင့်ဖြစ်သည်အလာဟုအရှင်မြတ်အမှန်မရှိနှင့် အမှန်ရှိလက်ခံခြင်းစသည်ဟုမိစ္ဆာဒိဋ္ဌိနှင့်တမာဒိဋ္ဌိဟုအနက်ောက်သည်အိန္ဒုဘာသာနှင့်ထေရဝါဒဗုဒ္ဓဘာသာဓမ္မများကမူတတ္တဝါတစ်ခုဥပမာလူဖြစ်လာအောင်အတိတ်ကံကပြစ်ချသည်ဟုခံယူချက်သည်တမာဒိဋ္ဌိဤသို့မဟုတ်သော ခံယူချက်သည်မိစ္ဆာဒိဋ္ဌိဤသို့အနက်ောက်သည် ကဘာပေါ်၌ထင်ရှားသောဤဘာသာကြီး၄ခု၏တရားဓမ္မများကမိစ္ဆာဒိဋ္ဌိနှင့်တမာဒိဋ္ဌိအရာောက်သည် လူတို့တက်တည်ပြ၍မရနိုင်ရာ၌တည်သောကြောင့်ဤအနတ်မှန်မမှန်ပြောနိုင်ခြင်းမရှိတော့သော အနတ်ောက်ဖြစ်သည်ဤဘာသာကြီး၄ခု၏တရားဓမ္မများသည် လောကကိုမြင်ပြသွားကြသောတရားဓမ္မများဖြစ်သည်သို့မဟုတ်လူနှင့်ပတ်ဝန်းကျင်ကိုမြင်ပြသွားသော တရားဓမ္မများဖြစ်သည်ထို့တက်လူရင်းကြကြပြောရလျင်လူကိုမြင်ပြသွားသောတရားဓမ္မဖြစ်သည်ဟုတည်း ာသာတရားများကကောက်ပြသောမိစ္ဆာဒိဋ္ဌိနှင့်တမာဒိဋ္ဌိအရာကောက်မှလူတို့မမြင်နိုင်သောအမြင်များဖြစ်ဒီမှာအတိအချဖြစ်သည် လူမမြင်နိုင်သောအရာများကိုဤကမိစ္ဆာဤကတမာဟု လူများအအမြင်ခိုင်းခြင်းသည်အဘယ်နည်းနှင့်မြလူများတကယ်မြင်ကြခြင်းမဟုတ်ထို့ကြောင့်မမြင်နိုင်သည်ကိုမြင်ခိုင်းခြင်းဖြစ်ပြီးဤမြင်များအမြင်ခိုင်းရခြင်းဤရွယ်ချက်လုပ်ငန်းများသည်တကယ်ပြီးမြောက်ပြည့်စုံလိမ့်မည်မဟုတ်ဖြစ်သည် တရားဓမ္မဟူသည်လူကိုကျင့်ကောင်းကိုတည်ဆောက်ရန်ဖြစ်သည်တရားဓမ္မများသည်မိစ္ဆာဒိဋ္ဌိနှင့်တမာဒိဋ္ဌိကိုလူတို့အားညွန်ပြရာ၌အကြောင်းမဲ့မဟုတ်ဤမိစ္ဆာဒိဋ္ဌိတမာဒိဋ္ဌိခံယူချက်များဖြင့်လူကိုနှုတ်နှလုံးကောင်းမှုကိုအယမိတည်ဆောက်ရန်ဖြစ်သည်မိစ္ဆာဒိဋ္ဌိနှင့်တမာဒိဋ္ဌိသည်အတိကိုနှုတ်နှလုံးကောင်းခြင်းသည်အကျင့်ဖြစ်သည်သို့မဟုတ်မိစ္ဆာဒိဋ္ဌိနှင့်တမာဒိဋ္ဌိသည်တတနာကိုနှုတ်နှလုံးကောင်းမှုသည်ဘာဝနာဖြစ်သည် တရားဓမ္မများသည့်ဘာဝနာအတွက်ဒသနာကိုပြကြခြင်းဖြစ်သည်ဘာဝနာသည်လူငြိမ်းချမ်းမှု၏အကြောင်းဖြစ်သည်ထို့ကြောင့်တရားဓမ္မများသည့်လူများငြိမ်းချမ်းကြရန်ဒသနာကိုပြကြခြင်းလည်းဖြစ်သည်ကမ္ဘာလောကကြီးငြိမ်းချမ်းရန်မှာအတိဒသနာမှန်ဖြင့်အကျင့်ဘာဝနာကိုပြုကျင့်ရန်မှာမရှိမဖြစ်လိုအပ်သည်ဤသို့ဖြစ်တော်လဲတရားဓမ္မများကရည်ရွယ်သော လူများသို့မဟုတ်ကမ္ဘာလောကကြီးငြိမ်းချမ်းကြရန်မှာတကယ်ဖြစ်ကြလိမ့်မည်မဟုတ်ဖြစ်သည် အကြောင်းမှာတရားဓမ္မများက ပြသသောဒသနာကိုလူတို့တကယ်မသိကြခြင်းကြောင့်ဖြစ်သည်ထို့ကြောင့်လူသားငြိမ်းချမ်းမှုသို့မဟုတ်ကဘာသူကဘာသားတို့ငြိမ်းချမ်းမှုအတွက်သို့မဟုတ်လူကြင်ကြံပွားများစရာဘာဝနာအတွက်ဒသနာဖြစ်သော မိစ္ဆာဒိဋ္ဌိတမာဒိဋ္ဌိအနက်ဖွင့်များသည်ငြိမ်းချမ်းခြင်းကိုလူလားရခေါင်းမှန်တည်သူများအတွက်နှစ်သိမ့်မှုကိုမပေးနိုင်သော မိစ္ဆာဒိဋ္ဌိတမာဒိဋ္ဌိအရာများသာဖြစ်သည် မိစ္ဆာဒိဋ္ဌိနှင့်တမာဒိဋ္ဌိအရာကောက်မှန်ရန်အခြေခံအချက်များအဆုံးစွန်ငြိမ်းချမ်းခြင်းကိုလူလားရကောင်းမှန်သိသူများသည်မိစ္ဆာဒိဋ္ဌိနှင့်တမာဒိဋ္ဌိကိုအောက်ပါအချက်6ချက်ဖြင့်အခြေခံ၍အနှက်ကောက်လိမ့်မည်ငြိမ်းချမ်းစေဖို့မဖြစ်နိုင်ဟုမြည်သူကများအကဲ့ရိတ်ခံရခွင့်မရှိခြင်းမိစ္ဆာဖြစ်ပုံနှင့်တမာဖြစ်ပုံကို ကိုယ်တိုင်သိမြင်နိုင်ခွင့်ရှိခြင်းမိစ္ဆာကလည်းမိစ္ဆာအဖြစ်တမာကလည်းတမာအဖြစ်ကာလအတိုက်စားခံရခွင့်ရှိခြင်း မိစ္ဆာနှင့်တမဖြစ်ကြောင်းသူတပားပြတတ်၍ရခြင်းမိစ္ဆာနှင့်တမဒတနများကပေးသောဘာဝနာကိုလူများကျင့်ဆောင်နိုင်ခြင်းမိစ္ဆာတမအမြင်တတနကြောင့်လက်တွေ့ငြိမ်းချမ်းမှုခံစားရခြင်းလူအဆုံးစွန်ငြိမ်းချမ်းလွမြောက်မှုဟူသည်လူရဲ့အကျင့်ကောင်းအကျင့်မြတ်ဖြစ်တာရယူနိုင်သောအရာဖြစ်သည်ဤအကျင့်ကောင်းအကျင့်မြတ်သည်အဘယ်နည်းဟူသောအမေးဟူသူတို့ဤသို့ဖြေကြမည် လူ၌အစိတ်အဆုအမှုဟူ၍ဤသုံးခုရှိသည် ရုတ်တရက်နန္တက်များသည့်အစိတ် အယူသားအကျော်ခြေလက်ခေါင်ကိုလူအဖြစ်သည်အစုကိုနှုတ်နှလုံးလှုပ်ရှားမှုများသည့်အမှုဤသုံးခုဖြစ်သည်ဤသုံးခု၌အစိတ်တရားများနှင့်အစုတရားများသည်လူ၏အကောင်းဆိုးများကိုမဖန်နီးနိုင်ကြကိုနှုတ်နှလုံးအမှုများသည့်သာအကောင်းဆိုးကိုဖန်နီးနိုင်သောအရာဖြစ်သည်ထို့ကြောင့်လူ၏အကျင့်ကောင်းအကျင့်မြတ်သည်ရုတ်တရက်နံတက်များမဟုတ် လူရဲ့အသွေးသားနဲ့လူကောင်ကြီးလည်းမဟုတ်လူရဲ့ကိုယ်နှုတ်နှလုံးဤမိမိသူတစ်ပါးနှစ်ဦးသားကိုချမ်းမြေ့အောင်စွမ်းဆောင်နိုင်မှုသာဖြစ်သည်ကိုယ်နှုတ်နှလုံးကောင်းသူသည်အကျင့်အကြံကောင်းသော လူကောင်းဖြစ်သည်ကိုယ်နှုတ်နှလုံးမကောင်းသူသည်အကျင့်အကြံမကောင်းသောလူဆိုးဖြစ်သည်အကျင့်အကြံကောင်းခြင်းသည် လူသား၏အဆုံးစွန်ငြိမ်းချမ်းလွတ်မြောက်ငြိမ်းချမ်းရန်၌လွှဲ၍သွားเสียရမရှိသောလမ်းလဲဖြစ်သည် တနည်းအားဖြင့်ကဘာသူကဘာသားအဆုံးစွန်သောငြိမ်းချမ်းလွတ်လပ်မှုရရှိရန်မှာလူဤကိုယ်နှုတ်နှလုံးကောင်းဖြင့်ပြုမှုပြောဆိုနေထိုင်ခြင်းမှလွဲ၍အခြားသောလမ်းကိုရွေးချယ်စရာမရှိဟုလိုပါဆိုလိုပါသည်ထို့ကြောင့်လူတို့ငြိမ်းချမ်းလွတ်မြောက်ရန်အတွက်ကျင့်ကြံပွားများအားထုတ်ရမည့်ဘာဝနာသည် ကိုယ်နှုတ်နှလုံးအမှုများကောင်းမွန်ရန်သာဖြစ်သည်ငြိမ်းချမ်းခြင်းကိုလူလားရကောင်းမှန်းတည်သူများသည်ဘာဝနာကိုဤသို့သိမြင်ကြသည် ထို့ကြောင့်ထိုသူတို့၏မိစ္ဆာဒိဋ္ဌိနှင့်တမာဒိဋ္ဌိအနက်ဖွင့်သည် လူတို့၏ကိုယ်နှုတ်နှလုံးအမှုများကောင်းမွန်ရေးနှင့်တဆက်သေးဖြစ်အောင်ဆက်နေသည်ထို့ကြောင့်ထိုသူတို့သည်ကိုယ်နှုတ်နှလုံးကောင်းမွန်ရေးနှင့်မဆက်သောတမာအမြင်မိစ္ဆာအမြင်များသည် လူငိမ့်ချမ်းလွတ်မြောက်ရေးအတွက်အကျိုးလွတ်လပ်ရေးအတွက်အကျိုးမရှိအကျိုးမဲ့သောအမြင်တတ္တမနများအဖြစ်မြင်ကြသည်မိစ္ဆာဒိဋ္ဌိနှင့်တမာဒိဋ္ဌိအရာကောက်အမှန် ထို့ကြောင့်လူတို့သည်အိစာဒိဋ္ဌိနှင့်တမာဒိဋ္ဌိအနက်များဟုဤသို့ဖော်ပြကြသည်ဤလူဖြစ်ကိုလွန်၍ဖြစ်မှုမဖြစ်မှုအမြင်နှင့်ဤလူဖြစ်များအဟုတ်မဟုတ်ဟုသောအမြင်များသည်ဘိစာဒိဋ္ဌိအမြင်မှားဖြစ်သည်ဤလူဖြစ်ကိုလွန်၍ဖြစ်မှုအမြင်ကိုတတရမိစာဒိဋ္ဌိဆက်ဖြစ်အမြင်မှားမဖြစ်မှုအမြင်ကိုဥစေဒမိစာဒိဋ္ဌိပြက်ဖြစ်အမြင်မှားဟု၍ပြည့်ညက်ကြသည် ဤဖြစ်များပင်အဟုတ်မဟုတ်ဟုသောအမြင်ကိုဤအဖြစ်အဟုတ်မရှိလျင်ဤအဖြစ်ကပြုသော အမှုကံမရှိ အမှုကံဤအကျိုးမရှိအမှုကံဤအကြောင်းလည်းမရှိဖြစ်ပြီးအကရိယဝါရနတ္တိကဝါရအဟိတုကဝါရဟုသောနိယတမိစ္ဆာဒိဋ္ဌိခိုင်မြဲသောအမြင်မှားဟု၍ပြည့်ညက်ကြသည် ဤတတရဥစေတမိစ္ဆာဒိဋ္ဌိများသည်အဘေကြောင့်မိစ္ဆာဒိဋ္ဌိအမြင်မှ အမိကိုရကြသည်နည်းဟုသော သူတို့အားမေးလျင်ကိုနှုတ်နှလုံးအမှုကံများကောင်းမွန်စေမှုအတွက်ချွန်ရင်းစေသောကြောင့်ဟုဖြေကြလိမ့်မည်ဖြစ်သည်ဤရှိဘဝနောက်ဘဝအမြင်များသည်မေးမိန်မှုံဝါပြီးတကယ်မမြင်ရသောအမြင်ဖြစ်သောကြောင့်ကိုနှုတ်နှလုံးကောင်းမှုကိုတွန်းအားပေးမှုတကယ်မရှိဖြစ်သည် ဤနိယတမိစ္ဆာဒိဋ္ဌိများသည့်အဘဲကြောင့်နိယတမိစ္ဆာဒိဋ္ဌိများဖြစ်ရသည်နည်းဟုမေးလျင်ပြုသူကတ္တာဟုညင်းသောကြောင့်ပြုလုပ်မှုနှင့်ပြုလုပ်ခြင်း၏အကျိုးပြုလုပ်ခြင်း၏အကြောင်းများမရနိုင်ဖြစ်ပြီးလူတို့ကျင့်သုံးရမည့်ကိုယ်နှုတ်နှလုံးကံသုံးပါးကောင်းမှုဘာဝနာဟုအဓိပ္ပာယ်မရှိဖြစ်စေသည်ထို့ကြောင့်မြေခိုင်သောအမြင်မှနိယတမိစ္ဆာဒိဋ္ဌိများဖြစ်သည်ဟုဖြေကြားလိမ့်မည်ဖြစ်သည် ချုပ်၍ဖြေလျင်ဤတတရအုပ်စေတာနှင့်နိယတမိစ္ဆာဒိဋ္ဌိများသည်လူငင်းချမ်းရေးကဘာသူကဘာသားတို့၏ငင်းချမ်းလွတ်မြောက်မှုကိုကပ်ဖြက်ရက်ဖြက်လုပ်ပြီးလူကိုမငင်းမချမ်းမလွတ်မြောက်စေသောအတိအမြင်များဖြစ်သောကြောင့်အမြင်မှအယူမှမိစ္ဆာဒိဋ္ဌိများဖြစ်သည်ဟုဖြေကြခြင်းဖြစ်၏လူငင်းချမ်းမှုကိုလူလားရကောင်းမှန်တည်သူတို့သည်တမာဒိဋ္ဌိအယူမှန်ကိုလည်း လူတို့ကိုယ်နှုတ်နှလုံးကောင်းမွန်ရေးနှင့်တဆက်သေးသို့သောကြောင့်ထိုသူတို့၏တမာဒိဋ္ဌိအနတ်သည်ရိုးစင်းရှင်းလင်းသည်မကောင်းသောသူမဟုတ်ဆင်းရဲသောကိုယ်နှုတ်နှလုံးအမှုကံကိုဆင်းရဲတရားဟု၍၎င်းမကောင်းမှုသူမဟုတ်ဆင်းရဲမှု၌အကောင်းထိဆွေးညိသောအာသာကိုမကောင်းဖြစ်ကြောင်းဆင်းရဲဖြစ်ကြောင်းတရားဟု၍၎င်းဤအာဒာမြငိမ့်ချင်းကိုဆင်းရဲငိမ့်ချင်းတရားသို့မဟုတ်မကောင်းမှုငိမ့်ချင်းဟူ၏၎င်း ကောင်းမွန်သောသူမဟုတ်ချမ်းသာသောကိုယ်နှုတ်နှလုံးများသည်စင်ရင်ရင်ရန်ပွားများရမည်တရားဟု၏၎င်းဤသို့အမှန်မြင်များသည်တမာဒိဋ္ဌိအမြင်များဖြစ်သည်ထို့ကြောင့်ငြိမ်းချမ်းမှုကိုလူလားရကောင်းသောသူတို့၏မိစ္ဆာဒိဋ္ဌိနှင့်တမာဒိဋ္ဌိအမြင်သည်ဤသူတဦးတယောက်ကမြမှားသည်ဟုအကဲ့ရဲ့ပြုခွင့်မရှိသောအမြင်ဖြစ်သည်လူတို့ကိုယ်တိုင်သိခွင့်မြင်ခွင့်ရှိသောအမြင်လည်းဖြစ်သည်ကာလအတိုက်အစားကိုလွန်သောအမြင်လည်းဖြစ်သည် ူတစ်ပါးအားပြ၍ရသော အမြင်လည်းဖြစ်သည်ကိုယ်လုံးနှလုံးကောင်းမှုကိုဆောင်နိုင်စေသောအမြင်လည်းဖြစ်သည်လက်တွေ့ငြိမ်းချမ်းလွတ်မြောက်မှုကိုရရှိနိုင်သောအမြင်လည်းဖြစ်သည်ထို့ကြောင့်မိစ္ဆာဒိဋ္ဌိတမာဒိဋ္ဌိအရာကောက်အနက်တင်ပြကြမှုတမုတ်တရားအကြား၌ဤလူသားငြိမ်းချမ်းမှုကဘာသူကဘာသားများငြိမ်းချမ်းမှုကိုလူလားရကောင်းမှန်တည်သူတို့၏အရာကောက်သည် အတိုင်းအဆမရှိလှပသော အရာကောက်ဖြစ်သည် အလုတ်လုတ်ကြရ၌အချို့အလုတ်သည်ဘဝနှင့်ချီ၍လေးနက်မှုရှိလေသည်ဘဝပေး၍ပြူကြရသည်ဟုဆိုလိုပါသည်အလုတ်သည်ပေမြကြိုးစားရသည်ဖြစ်စီမကြိုးစားရသည်ဖြစ်စီအမြင်မှန်မှအဖိုးတန်ပေမည်ထို့ကြောင့်အမြင်မှန်မြင်မှအလေးထား၍ခွဲခြားနိုင်ကြရန်ကြိုးစားအပ်လာပါသည်ဗောဓိညာနာပစ္စုပန်လူမှု၏ပုံရိပ်လူကောင်းလူဆိုးနှမျိုးရှိတာ ဆိုရီကောင်းရီကံရှိမပန်းလူကံဆိုးတော့လူဆိုးဖြစ်လာလူကံကောင်းတော့လူကောင်းဖြစ်မိတာဗုဒ္ဓဘုရားကြီးလောကအမြင်မိတ်ဆက်ရှင်ညာနဓမ္မဝိဟာရီ1364ခုနှစ်ကြာသူလဇန်10ရက်12ရက်တလ2003ခုနှစ်ဗုဒ္ဓဘုရားကြီးလောကအမြင်မိတ်ဆက် ရွှေမြန်မာမဂ္ဂဇင်းအမှတ်၈ကိုဆရာဦးကျော်မြင့်ပေးပို့လို့9ရက်တလ2003ရက်နေ့ရဖတ်ရတယ်။အဲ့ဒီမှာစာမှုကြိုစကားလေးတွေ့ရတယ်။ဒီကတင်ပြချက်တင်ပြကျင်နာကိုပေါ်ပြနိုင်တန်ရတယ်လို့ဒီစာကိုပို့လိုက်တာပါ။ကြိုပြောထားခြင်းပါတယ်။ဒီစာကိုရေးသားသူဟာစာရေးဆရာလည်းမဟုတ်ပါဘူးလို့ပဲ။လူတွေကိုအရေးတကြီးပြောစရာရှိလျက်နဲ့မပြောဘဲနဲ့နှုတ်ပိတ်ရေငုံလို့ငုံလို့နေရတာဟာစရိတ်တပြက်မှုတစ်ခုကိုကျူးလွန်ရတယ်လို့ခံစားရပါတယ် ဒါကိုမခံစားနိုင်လို့ဒီစာကိုမွေးထုတ်တင်ပြလိုက်တာဖြစ်ပါတယ်။ဒါလေးကိုရွှေမြန်မာပြည်သက်နဲ့ကဘာလူကဘာကဘာလူသားအားလုံးထံကိုလက်ဆောင်မွန်အဖြစ်ရွှေမြန်မာမဲဂဇင်းကဝန်ဆောင်တဲ့ပို့ပေးနိုင်လိမ့်မယ်လို့မှော်ညွှန်လင့်ပါတယ်။တင်ပြလိုတဲ့အကြောင်းအရာကဘုဒ္ဓဖရာရဲ့လောကအမြင်မှာဒါမြန်တတုဒဇန်လို့လို့အောက်မိခံရနိုင်ပါတယ်။ ဗုဒ္ဓဝါရီအမိခံထားရတဲ့မြမပြည်တွင်းကမြမာရီနဲ့ပြည်ပရောက်မြမာရီဗုဒ္ဓဗျာမြင်ပြသွားတဲ့လောကအမြင်တိုင်းမြင်ကြဖို့ဖြစ်လို့အရေးကြီးတဲ့အကြောင်းအရာဖြစ်ပါတယ်။ပြီးတော့လေဗုဒ္ဓဘာသာမဟုတ်သူတွေလည်းဗုဒ္ဓမြင်ပြသွားတဲ့လောကအမြင်ကိုမြင်ခွင့်ရပြီးတော့လူသားငြိမ်းချမ်းခြင်းကိုတည်ပိုးခွင့်ရမှာဖြစ်လို့လေဒီအကြောင်းအရာဟာအရေးကြီးတဲ့အကြောင်းအရာဖြစ်ပါတယ်။အမြင်တင်ပြချက်နှစ်မျိုး ဘုရားဖရာရဲ့လောကအမြင်တင်ပြချက်တွေဟာတလေကြီးတဲ့ရှိပြီးသားမဟုတ်လားလို့လည်းထင်ကောင်းထင်ကြပါမယ်။ရှိပြီးတဲ့တင်ပြချက်တွေဟာဘုရားဖရာရဲ့လောကအမြင်ဆိုတာတက်ဘာသာရေးတင်ပြချက်တွေပဲဖြစ်နေတာကိုတွေ့ရမှာဖြစ်တယ်။လောကအမြင်နဲ့ဘာသာရေးဒီတင်ပြချက်နှစ်ခုဟာဘလူခြားနာချက်ရှိတယ်လေဆိုတဲ့ဒီမေးခွန်းကိုဖြေရပါမယ်။လောကအမြင်တင်ပြချက်ကလူလွန်မြောက်မှုလူငြိမ်းချမ်းမှုဆိုင်ရာလူထွက်ပေါက်ဖြစ်တဲ့လူရဲ့ထွက်ရက်လမ်းတင်ပြချက်ဖြစ်တယ်။ ဘာသာရေးရဲ့တင်ပြချက်ကတော့အခုလူဖြစ်မှာလွတ်မြောက်လမ်းရှိဘူးအခုလူမလူလားအပ်တဲ့အဖြစ်မျိုးတွေဟာတည်ပြီးနောင်ဘဝမှာမဖြစ်ရအောင်ဘယ်လိုနေရထိုင်ရလုပ်ရကံရမဲလို့ညွှန်ပြခြင်းများကိုတင်ပြချက်ဖြစ်ပါတယ်ဘုရားဘုရားဟာဘာသာရေးတင်ပြချက်များကိုလွတ်လွတ်ရှောင်ခဲ့ပါတယ်ဒီတောင်းကိုပေါ်လွင်တာကဘုရားဘုရားဟာဘာသာရေးမရှိမဖြစ်တဲ့လက်နက်ကြီးနဲ့တူတဲ့နောင်ဘဝနဲ့ဆက်တဲ့မိကုံအလုံးကိုညှင်းဆန်ခဲ့ချက်တွေပါပဲ ဘာသာရေးအနံဘွားကောင်းကောင်းဖြစ်ပြီးဆူဆူမဖြစ်ရေးနဲ့ကောင်းကောင်းဆူဆူနှမျိုးလုံးမဖြစ်ရေးဒီရေးတစ်ခုခုကိုပဲရည်ပဲပါတယ်။နောက်စကားတစ်မျိုးကိုပြောမယ်ဆိုရင်ဘာသာရေးအလူသားတွေကိုမတိရစီကိုအရောက်မောင်းထုတ်သွားသူ ဖြစ်ပါတယ်။လူမတိတာအတွက်လူတွေကိုလှုပ်လှုပ်ခိုင်းလို့ပါပဲ။ဒါရီယာဘာသာရေးရဲ့ဝိသေသလက္ခဏာတွေဖြစ်ကြောင်းလူတိုင်းသိကြပါတယ်။ဘာသာရေးအမြင်ရဲ့အကျိုးမဲ့မှုများဗုဒ္ဓဘုရားဟာနောင်ဘဝဖြစ်မဖြစ်အယူ နောင်ဘဝဖြစ်အယူနဲ့မဖြစ်အယူဒီနှမျိုးလုံးကိုမိစ္ဆာယူတွေလို့ထင်ရှားမိတ်ဆိုခဲ့သူဖြစ်တယ်။ချွန်ရင်းလွဲမှားတဲ့ယူမြင်တွေလို့ဆိုလိုတယ်။ဒါရီကိုမယူကြဖို့လဲမိန့်ကြားခဲ့သူဖြစ်တယ်။ဘာကြောင့်မယူရကြောင်းကိုလဲအကြောင်းပေါင်းများစွာပြပြီးတော့တားမြစ်ခဲ့သူပဲ။ပြခဲ့တဲ့အကြောင်းတွေကနတမတန်ဟိတတရားနဲ့မဆက်ဆိုင်လို့နအတ္တတန်ဟိတအကျိုးဖြစ်မှုနဲ့မဆက်ဆိုင်လို့နအာဒီအာဒီဗျမစတိယကစတိယက မြင့်မြတ်သောမြင့်မြတ်တဲ့အကျင့်ရဲ့အစမြမဟုတ်လို့နဝိယာကအစွဲတနာကင်းမှုမဟုတ်လို့နဥပတမငြိမ်းအေးမှုမဟုတ်လို့နအပိညာအတိတုဖြစ်ဖို့မဟုတ်လို့နတံဘောဒဒုထွင်းတိဖို့မဟုတ်လို့နနိဗ္ဗာန်နိဗ္ဗာန်ရောက်ဖို့မဟုတ်လို့ဒိဋ္ဌိကဟနအယူမှားတောနဲ့ကြီးဖြစ်လို့ဒိဋ္ဌိကန္နာယအယူမှားကန္နာယကြီးဖြစ်လို့ဒီလိုတွေပဲ။ ဒီအပြောင်းအလဲပြက်တွေကိုကြည့်လို့ရှိရင်ဗုဒ္ဓဘုရားဟာဒီယူတွေနဲ့ဆက်ပြီးမယူကညနဲ့မယူစီကညမဟုတ်ပဲခါခါတီတီပြစ်ပြစ်ခါခါညင်းခဲ့တာကိုသိ quyển ရှိပါတယ်။ဒါကြောင့်ဗုဒ္ဓဘုရားဟာဘာသာရေးအတင်ပြချက်များကိုရှောင်ရှားခဲ့သူဖြစ်တယ်။ဒါပေမဲ့မယူခလာဗုဒ္ဓဘာသာဝင် များကတော့ဗုဒ္ဓဘုရားကိုရှစ်ခိုးပြီးတော့ဗုဒ္ဓဘုရားရဲ့အဆုံးအမတရားဓမ္မကိုစီးကပ်တယ်ဆိုတာဗုဒ္ဓဘုရားခါခါတီတီညင်းဆူကြောခိုင်းခဲ့တဲ့မိစ္ဆာယူတွေမှာပဲ။ ျော်ပျော်ပါပါယူမြင်မိဝဲသုံးဆွဲနေကြတယ်။ဒါကြောင့်လဲမယူဖလာဗုဒ္ဓဘာသာအဖြစ်ကမြင့်တက်မလာနိုင်ကြတာသူတို့ခံကြရမှာပါ။သူတို့အမြင်မှာဗုဒ္ဓဘုရားကလမ်းညွန်နှစ်ခုကိုပြုခဲ့တယ်။တစ်ခုကလွတ်မြောက်ရေးနောက်တစ်ခုကအပေမကျရေးနဲ့လူနဲ့မြန်မာဖြစ်ရေးလိုပါပဲ။လောကုတ္တရာရေးနဲ့လောကီရေးလိုဖြစ်ပါတယ်။ညွန်ချက်နှစ်ခုတည်းကတစ်ခုကိုလိုက်နာနေသူတွေလို့မယူဖလာဗုဒ္ဓဘာသာတွေကမြင်ကြပါတယ်။ ဒါကြောင့်လဲဘာသာရေးတလိထုံနှန်းနဲ့တာဝန်ဝတ္တရားဆိုတာတွေဟာပင်လယ်သမုဒ္ဒရာကြီးလို့ခြေပြောပြီးတော့သူတို့ဟာမီယိုဖလာရဲ့ခြိနှောင်တုတ်ဖွဲ့တာတွေမှာမေ့မူးနေကြပါတယ်။အဲ့ဒီခါမှာနောင်ဘွားကလဲဘာသာရေးရဲ့သွေးကြောကြီးအဖြစ်မရှိမဖြစ်အောင်ဖြစ်လာပါတော့တယ်။တဘာဝအာဂမယုတ်တိတွေတာရကတွေဂုံဂုံဆုံဆုံနဲ့ဒီနေ့ဗုဒ္ဓဘုရားရဲ့လောကအမြင်လမ်းညွှန်ချက်ဟာဘာသာရေးတင်ပြချက်တွေပဲဖြစ်နေရပါတော့တယ်။ ဒီလိုဖြစ်ရတာဟာဗုဒ္ဓဘာသာလောကမှာဗုဒ္ဓဘုရားရဲ့လောကမြင်တင်ပြချက်အပြောက်ဆုံးခံရလို့ဖြစ်ပါတယ်။ဗုဒ္ဓဘုရားရဲ့လောကမြင်တင်ပြချက်ဆိုတာတိုင်းဘာသာရေးဓလိထုံတန်းနဲ့တာဝန်ဝိတ္တရားတွေဖြစ်နေတာကိုကြည်ချင်းအားဖြင့်ဒီဖြစ်ဟာထင်ရှားဖြစ်ပါဒီနေ့ကဘာပေါ်မှာရှိရှိသမျှဗုဒ္ဓဘုရားရဲ့လောကအမြင်တင်ပြချက်ဆိုတာတိုင်းကိုလေ့လာကြည့်နိုင်ကြပါတယ် ဒါကြောင့်ဗုဒ္ဓဘုရားရဲ့လောကအမြင်တင်ပြချက်ဟာတလီကြီးမရှိုံမြမက တစိုးတစည်းမြရှာမြအောင်ရှိရာကိုတွေ့ရမှာဖြစ်ပါတယ်။နောင်ဘဝဖြစ်၍ဥတည်ရွယ်ပြီးတော့လौတမြနဲ့နောင်ဘဝမဖြစ်၍ဥတည်ရွယ်ပြီးလौတမြများဖြစ်ကြတဲ့ကောင်းကောင်းဆူဆူကိုနှုတ်နှလုံးလှုပ်ရှားမှုအကျင့်ကြံမှန်သမျှတွေဟာဘာသာရေးအလုပ်တွေဖြစ်ပါတယ်။ဗုဒ္ဓဘုရားကဒါရီကိုသီလပတ္တပရမာသတွေအဖြစ်ညွှန်ပြခဲ့ပါတယ်။ ြည့်ရေးမဖြစ်ရေးအမြင်ဟာတတ္တရနဲ့ဥစေဒအမြင်ဖြစ်လို့မှားယွင်းတဲ့သုံးသက်ချက်ပရမာတဖြစ်ပါတီလပတကတီလနဲ့ဝတဆိုတဲ့ကိုနှုတ်နှလုံးလို့ရဲ့အလေထတီလနဲ့အကျင့်ကြံဝတဖြစ်လို့ပါပဲမိစ္ဆာမြင်တဲ့အကျင့်ကောင်းခြင်းနာဟာဘာသာရေးထုံနှံတလိတွေလိုက်နာနေတာပဲဖြစ်ပါတယ်ဒီလိုလိုက်နာတာနဲ့လောကကိုမြင်တာဟာဗရာတလန်တန်တလန်ဆိုတာလိုပါပဲ ဘာသာရေးထုံတမ်းလိုက်နာလို့လောကအမြင်မရနိုင်ပါဘူးဒီလိုနဲ့ရတယ်ဆိုရင်လည်းလောကမှာဗုဒ္ဓဘုရားပွင့်ဖို့မလိုအောင် ဖြစ်မှာပါပဲဗုဒ္ဓဘုရားလောကထဲမှာပွင့်ပေါ်လာတာဟာလောကသားတွေဘသူတယောက်မှမသိမမြင်သေးတဲ့လောကအမြင်ကိုတွေ့မြင်သွားခဲ့လို့ဖြစ်တယ်ဒီလိုသိမြင်တာကြောင့်လောကဖြစ်ကြောင်းကိုမตาရတော့ပဲလောကကလွတ်မြောက်သူနဲ့လောကလွတ်မြောက်ရေးအတွက်လမ်းစဉ်ကိုဖော်ထုတ်ပေးခဲ့သူရဲ့အဖြစ်ဟာဗုဒ္ဓဘုရားရဲ့အဖြစ်ပဲအဖြစ်ပါပဲ။ ကြောင့်ဗုဒ္ဓဘုရားနောက်ကလိုက်နေကြသူဗုဒ္ဓဝါရီတွေဟာဘာသာရေးဓလိထုံနှန်းတွေလည်းလိုက်နေရတာမဟုတ်ပါဘူးဗုဒ္ဓဘုရားမြင်ပြသွားတဲ့လောကအမြင်ကိုမြင်ချရမှာဖြစ်ပါတယ်ဗုဒ္ဓမြင်ပြတဲ့လောကအမြင်ရဲ့အကျိုးဗုဒ္ဓဘုရားမြင်ပြသွားတဲ့လောကအမြင်ကိုမမြင်သူဟာဗုဒ္ဓဘုရားနောက်ကလိုက်တယ်ဆိုပြီးတော့ဖျားပထိုးကိုမျှော်ကူးပြီးတော့ရှ िख ိုးပူဇော်မှုတွေ ဒါနသီလပေကံစောက်တည်မှုတွေနဲ့ပရိစိတ်တရားထိုင်ယောဂလုပ်ငန်းဖြစ်တဲ့ဘာသာရေးလုပ်တွေဘလောက်ပဲလုပ်ပေမဲ့လို့ဗုဒ္ဓဝါဒီမဖြစ်ပါဘူးဗုဒ္ဓဝါဒီဟာဗုဒ္ဓမြင်ပြသွားတဲ့လောကအမြင်ကို မြင်သူရဲ့နာမည်ဖြစ်လို့ပါပဲဗုဒ္ဓဗျာရဲ့လောကအမြင်ဟာမြင်သူကိုလောကကလွတ်မြောက်မှုပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်ကိုအရောက်ပို့ဆောင်တဲ့အမြင်ဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓဝါဒီဟာလောကကလွတ်မြောက်ပြီးခြင်းဖြစ်တဲ့နိဗ္ဗာန်တတ်និရောဓသစ္စာကို တဥပါတိတေတာနဲ့ဖြစ်ဖြစ်အနုပါတိတေတာအရောက်ဖြစ်ဖြစ် မျက်မှောက်ပြုပြီးသူရဲ့အမည်ဖြစ်ပါတယ်။ဒါကြောင့်ဗုဒ္ဓဝါရီအမည်ခံလူသူနဲ့လွတ်မြောက်မှုဏိရောဓကိုမျက်မှောက်ပြုပြီးလောကငြိမ်းချမ်းမှုတိဆောက်လူသူဟာဗုဒ္ဓမြင်ပြသွားတဲ့လောကအမြင်ကိုမလွဲမသွေမြင်သူဖြစ်ရပါတယ်။ဗုဒ္ဓဘုရားရဲ့လောကမြင်ဟာဗုဒ္ဓဝါရီတို့အတွက်နဲ့ဏိရောဓသစ္စာနိဗ္ဗာန်ဓာတ်ကိုမျက်မှောက်ပြုပြီးငြိမ်းချမ်းမှုတိဆောက်လူသူတို့အတွက်အရေးကြီးဆုံးရာဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရဲ့အမြင်မှာလောကဟာလူနဲ့လူပတ်ဝန်းကျင်တွေရဲ့နာမည်တွေမဟုတ်ပါဘူးလူမဟုတ်တာရဲ့နာမည်တွေလည်းမဟုတ်ပါဘူးဘာမှမဟုတ်တာတွေရဲ့နာမည်လည်းမဟုတ်ပါဘူးဒီပြောစကားအရဗုဒ္ဓဘုရားရဲ့လောကအမြင်ဟာလောကမှာဘယ်သူမှအတိမြင်မခံရသေးတဲ့နဲ့နဲရိတ်နဲ့နဲရောင်အပြည့်ရှိတဲ့အရာဖြစ်တာဟာတိမြင်စရာဖြစ်ပါတယ်လောကဟာလူတွေရဲ့အမြင်ဆိုတာကို လူများသိကြပြီးဖြစ်ပါတယ် လူတွေနဲ့လူတွေရဲ့ဝန်းကျင်ဖြစ်တဲ့ရည်မြီတောတောင်တစ်ပင်တိရစ္ဆာန်ပိုးမွားတွေကိုလောကဖြစ်တယ်လို့သိတဲ့အသိမြင်ဟာဗုဒ္ဓဘုရားရဲ့လောကအမြင်မဟုတ်ပါဘူး။ကာမပုံသားဖြစ်တဲ့ကာမအလွာကလူတွေရဲ့လောကအမြင်ဖြစ်ပါတယ်။လူနဲ့လူပတ်ဝန်းကျင်ရည်မြီတောတောင်တစ်ပင်တိရစ္ဆာန်ပိုးမွားတွေဟာရုတ်တက်နန္ဒအလကလတ်တွေရဲ့ပြီးတဲ့အရာတွေဖြစ်ပါတယ်။ဒါကြောင့်လောကဟာလူနဲ့လူပတ်ဝန်းကျင်တွေမဟုတ်ဘူး။ရုတ်တက်နန္ဒ အလကလပရမတ်တွေဖြစ်တယ်။ဒီလောကအတိဟာလဲဗုဒ္ဓဖရာရဲ့음ဗုဒ္ဓဖရာရဲ့လောကအမြင်မဟုတ်ပါဘူး။ဒီလောကအတိအမြင်ဟာယူပါယူပမဟကတဘုံသားဗြဟ္မအလွာကလူတို့ရဲ့လောကအမြင်ဖြစ်တယ်။ဒါကြောင့်ဗုဒ္ဓဖရာရဲ့လောကမြင်ဟာလူနဲ့လူပတ်ဝန်းကျင်ရဲ့နာမည်လည်းမဟုတ်ဘူး။လူနဲ့လူပတ်ဝန်းကျင်ကမဟုတ်တဲ့ဓပ္ပရမတ်တွေရဲ့နာမည်လည်းမဟုတ်ဘူးလို့နတ်နေပေါ်လွင်အောင်ပြောခဲ့တာပါ။ လူနဲ့လူပတ်ဝန်းကျင်ရေမြေတိုးတောင်တစ်ပင်တလိษံပိုးမွားတွေဟာလောကလူဆိုရတဲ့လူသားပဲဟုတ်လို့လေဒါရီယာလူသားလောကရဲ့အတိခံတရားဖြစ်တဲ့အာယုန်တွေပဲဖြစ်တယ်မဟုတ်ပါလားအဲ့ဒီအာယုန်တွေကကြောက်မှုမတ်မှုတစ်ခုခုကိုဖြစ်စေတတ်တာတွေပါပဲဒါကြောင့်ဒါရီဝကာမအာယုန်တွေလို့ပဲပြောရပါတယ်အဲ့ဒါလောကလူပြောရတဲ့လူပဲဟုတ်လို့လေဒါကြောင့်ဒါဝဗုဒ္ဓဖျားကလောကလူမြင်မပြပါဘူးရုတ်တက်နန္တက် အတကလပရမတ်တွေရဲ့အဖြစ်အပျက်တွေဟာလေလောကလူဆိုရတဲ့လူသားပဲဟုတ်လို့လေဒါရီယာလေလူသားလောကရဲ့အကြည့်အကြည့်ရှုခံအသိမြင်ခံတွေပဲဖြစ်စေတဲ့အာယုံတရားတွေပဲမဟုတ်လားဒီအာယုံတွေဟာကာလနဲ့အာဂါတအသိတွေကဖြစ်စေတာတွေပါလူနဲ့လူပတ်ဝန်းကျင်ရည်မြီတိုးတောင်တစ်ပင်တိရစ္ဆာန်ပိုးမွားတွေဘာမှမရှိရုပ်နာဖြစ်ပျက်နဲ့ ယုတ်နံဖြစ်ပြတို့ရဲ့ဖြစ်အားပြည့်ရာ ဖြစ်တဲ့ကာလနဲ့အာကာသတိတဲ့ယူပါယူပအာယုံတွေပဲလို့ပြောရတယ်မဟုတ်ပါလားဒါကြောင့်ဒါကလောကလူဆိုရတဲ့လူသားလူဖျားရှင်ကမြင်ပြတာပါပဲဒါရီကလေးလူသားရဲ့နာမည်တွေမဟုတ်ဘူးမဟုတ်ပါလားလောကီ လူသားအပေါ်ဗုဒ္ဓရဲ့တန်ဖိုးဖြစ်ပုံဒီလိုလောကမဟုတ်တာတွေကိုလောကလူလုတ်ပြီးတော့မြင်ပြတဲ့လောကအမြင်တွေကိုဖျားကဗာပြောခဲ့တယ်လေ ဒီအမြင်တွေဟာအစွန်းရောက်တဲ့အမြင်မှားယွင်းတဲ့အမြင်မိစ္ဆာအမြင်တွေလို့ပြောခဲ့တာပဲဒီမြင်တွေဟာမိစ္ဆာအမြင်မိစ္ဆာတတနာမိစ္ဆာဒိဋ္ဌိဒီစကားလုံးတွေနဲ့တုံးပြီးတော့ပြောခဲ့ပါတယ်ဒီမြင်တွေကိုတန်ဖိုးဖျက်ပြတာကခီနအညံ့စာကမ္မအကျံစာပောထုံဇဏိကလူတိုင်းသည်အနာရိယမယူသားဘူးအနတ္တတန်ဟိတအကျိုးမများလို့ကမ္မလောကအမြင်ကိုဖျက်ပြီးတော့နောက်လောကအမြင်ဖြစ်တဲ့ယူပါယူပလောကအမြင်ကိုတော့ ဒုက္ခဆင်းရဲအနာရိယမယိုးမတာအနတ္တတန်ဟိတအကျိုးလဲမများလို့ပါပဲဘုဒ္ဓဗျာရဲ့လောကအမြင်ဟာဒီအစွန်းရောက်လောကအမြင်တွေထဲမှာကက်ရောက်မနေသူမှ ရနိုင်ပဲလို့ဘုဒ္ဓဗျာကအတိအလင်းမိန်ကြားချက်ရှိပါတယ်ဒီတော့ဘုဒ္ဓဗျာရဲ့လောကအမြင်ဟာဘယ်လိုဟာမို့လို့လဲလို့မေးရပါမယ်လူလားစရာနဲ့မလူလားစရာလို့ဆိုရတဲ့ကာမအတိခံအာယုန်တရားနဲ့ ာလနဲ့အာကာသလို့ဆိုရတဲ့ယူပါယူပအတိခံအာယုန်တရားဒီအာယုန်နှစ်စန်းတစားစားရဲ့အမွေနောက်၆ချားခံနေရတဲ့လူရဲ့အဖြစ်ဟာလောကဖြစ်ပါတယ်။အဲ့ဒီလူအဖြစ်ဟာပျက်စီးနေတဲ့အဖြစ်နေဆလက္ခဏာကိုစိုက်ရောက်နေပါတယ်။ဆိုးဝါးနေတဲ့အဖြစ်ဒုက္ခလက္ခဏာစိုက်ရောက်နေပါအတုံးမကြတဲ့အဖြစ်အနတ္တလက္ခဏာကိုစိုက်ရောက်နေပါတယ်။အဲ့ဒီလူကိုဒီလက္ခဏာတွေနဲ့မြင်တဲ့အမြင်ဟာဗုဒ္ဓဘုရားရဲ့လောကအမြင်ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရဲ့လောကမြင်ဟာအစွန်းရောက်လောကမြင်တစ်ခုခုတည်းကက်ရောက်နေသူအနေနဲ့လုံးလုံးမြင်ခွင့်မရှိတာလဲကိုယ်တိုင်မြင်နိုင်တယ်မဟုတ်ပါလားဗုဒ္ဓဘုရားရဲ့လောကမြင်ဟာမြင်သူကိုလောကကလွတ်မြောက်စေတဲ့လောကအမြင်ဖြစ်ပါတယ်ဒါကြောင့်ဒီလောကမြင်ကိုလောကုတ္တရာလောကအမြင်လို့ပြောရပါမယ်လောကုတ္တရာလို့ဆိုတာလောကကလွတ်မြောက်ခြင်းလို့အဓိပ္ပာယ်ရတဲ့နာမည်စကားဖြစ်ပါတယ် လူနဲ့လူပတ်ဝန်းကျင်ရည်မြေတိုးတောင်တစ်ပင်တိရစ္ဆာန်ပိုးမွားတွေကိုမြင်နဲ့လောကအမြင်နဲ့ငါမဟုတ်သူမဟုတ်ရုပ်တက်နန္တအလကလက်ပရမတ်တွေလို့မြင်နဲ့လောကအမြင်တွေဟာမြင်သူကိုမြင်ခံအာယုန်တွေမှာနစ်မြုပ်ငုတ်ရှုလှပတ်နေစေတဲ့လောကအမြင်ဖြစ်ပါတယ်။ဒါကြောင့်လောကအမြင်တွေကိုလောကီလောကအမြင်လို့ပြောရပါမယ်။လောကီဆိုတာလူမှာအဖြစ်ပြက်ကိုဖြစ်ပြက်စေခြင်းလို့အဓိပ္ပာယ်ရတဲ့နာမည်ဖြစ်ပါတယ်။ ဒီနေရာမှာလောကုတ္တရာလောကအမြင်နဲ့လောကီလောကအမြင်ရဲ့ထူးခြားချက်ဝိသေသကိုမှတ်မိလွယ်ဖို့ခွဲပြရပါမယ်။လောကုတ္တရာလောကအမြင်နဲ့အာယုဟာသမုတိပရမတ်တွေရဲ့အပူဝင်အကက်ရောက်ခံရတဲ့လူအာယုဖြစ်ပါတယ်။အဲ့ဒီလူဟာအဲ့ဒီသမုတိနဲ့ပရမတ်တွေထဲမှာတဝဲလဲလဲဖြစ်ပြီးတော့ပျက်စီးခြင်းဆိုးဝခြင်းအတုံးမကျခြင်းများဖြစ်ပွားခံနေရပါတယ်။အဲ့ဒီလူရဲ့အဖြစ်အာယုဟာလောကုတ္တရာလောကအမြင်ရဲ့အမြင်ခံအာယုပဲဖြစ်ပါတယ်။ အရိယာယုံဟာဒုက္ခအရိယသစ္စာအာယုံပါပဲလောကီလောကမြင်ရဲ့အာယုံကိုကြည်ကြရအောင်ပါသမုဒိသစ္စာတရားအတိခံအာယုံအာယုံနဲ့ပရမတ္ထသစ္စာတရားအတိခံအာယုံတွေဆိုတာဟာလောကမှာရှိပါတယ်အဲ့ဒီအာယုံတွေဟာလူတွေရဲ့ဆွဲလန်းစွာယူငင်မိခိုတာကိုခံကြရပါတယ်အဲ့ဒီအာယုံတွေကိုရအောင်ယူတဲ့လုပ်ငန်းကိုယောဂလုပ်ငန်းလို့ခေါ်ပါတယ်။ယောဂလုပ်ငန်းလုပ်သူကိုတော့ယောဂီ၊ဇောဂီ၊ဇောကြီးလို့ခေါ်ရပါတယ်။ ဒီယောဂီဇောကြီးဟာသူယူတဲ့အာယုံကိုအမိဖမ်းတဲ့လုပ်ငန်းကိုလုပ်ရတဲ့ဘဝကိုတာယာမျက်နှာသူဖြစ်ပါတယ်။တာယာလို့လုပ်တယ်လုပ်လို့တာယာတယ်ဆိုပြီးတော့ဇောကြီးနဲ့ဇောကြီးအာယုံတို့ဗတ်ပြန်ကြားပြန်ဖြစ်ပြီးတော့ဇောကြီးအနေနဲ့အပြောက်မခံနိုင်တဲ့အဲ့ဒီတမှုတိနဲ့ပရမတ်အတိခံအာယုံတွေဟာလောကီလောကအမြင်ရဲ့အာယုံတွေပါပဲ။ဘုဒ္ဓဘုရားရဲ့လောကမြင်ဟာလောကုတ္တရာလောကအမြင်မှာလောကီလောကအမြင်လုံးဝမဟုတ်ပါဘူး။ ုဒ္ဓဘုရားရဲ့လောကအမြင်တင်ပြချက်ကိုတိုးစီးနဲ့ပဲမိတ်ဆက်အဖြစ် တင်ပြလိုက်ပါတယ်။ဒီတွင်ပြပကဗုဒ္ဓဘာသာရွှေမြမာပြည့်သက်များနဲ့ကပလူသားငိမ့်ချမ်းလွတ်မြောက်မှုတိဆောက်ရေးကိုလူလားသူများညီစာသုံးဆောင်ကြီးကြဖို့ဖြစ်ပါတယ်။